မင်္ဂလာပါဒီစင်တိုင်းချင်းလေးကနေကျူဆိုပါရရှင်ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ကျူစာချင်းရက်လက်တဲ့နားစင်ကြည့်အောင်နော်ဒေါ်တီရာကတမီနှစ်ယောက်နဲ့အတူတဲငယ်လေးတစ်ခုမှနေထိုင်နေတာပါသူ့မှာမြေနှဲငယ်ရှိပြီးတော့အဲ့ဒီမြေပေါ်စိုက်ပျိုးလုပ်ကိုင်းကတမီတွေကိုပြုစုကျွေးမွေးနေတာပေါ့ဒါပေမဲ့တနှစ်မှာတော့ဒေါ်တီရာရဲ့တီးနှံစိုက်ခင်းကပျက်စီးပြီးအလုံးဆုံရှုံသွားပါလေ ဒေါတီရာကစိတ်တက်တီကြသွားခဲ့ပြီငါကြိုးစားအထုမှုအလုံးဟာအလကားဖြစ်သွားပြီပဲအခုငါမှာတပြားတစ်ချမ်းမချမ်းနေတော့ဘူးငါတမီးတွေကိုဘာနဲ့ကျွေးရမလဲသူ့အတွေးနဲ့တွေးပူပြီးတော့နေမကောင်းနေဖြစ်ပြီးနောက်ဆုံးမှာလူလောကကနေထွက်ခွာသွားခဲ့ရရှာပါတယ်သူ့ရဲ့တမီးနှစ်ယောက်ကမိဘမဲ့ဖြစ်သွားပြီးဝမ်းနည်းငိုကြွေးနေခဲ့ကြတာပေါ့ ိဖို့ကြောင့်နေမှာကလည်းဂျုံမှုအနေငယ်သာကြံပြီးကိုငန်းကြီးဖြစ်နေပါပြီအမငါတို့နှစ်ယောက်စိုက်ခင်းကိုဂယူဆိုင်ရမယ်လို့ပြောပြီးညီမနှစ်ယောက်ကသူတို့ရဲ့စိုက်ခင်းစီကိုတွားကြပါလိစိုက်ခင်းထဲမှာရှိတဲ့၆တွေ့နေတဲ့ဇီးပင်တွေကိုကြည့်ပြီးကြည်ပြားကအမရေဒီဇီးပင်မှာဇီးတီးတွေလည်းမတီးတော့ဘူးနေတူတယ်ဒီပင်ကိုအမြစ်ကနေနှုတ်ပြီးရုံးပရိသေးနဲ့ခါချက်ဥတွေစိုက်လိုက်ရင်ဘလို့လဲ ကြည်ပြာကအမဖြစ်သူနီလာကို မေးလိုက်ပါတယ်။နီလာကမဟုတ်ဘူးကြည်ပြာကြည်စံဒီစည်းပင်က အသက်ရှင်နေတဲ့တက်ရှိတခုပါ။သူလဲငါတို့လို အသက်ရှူနိုင်နေ။ဒါကြောင့်သူ့တက်ကိုတက်လို့မဖြစ်ဘူး။တီးတာပဲဖြစ်ဖြစ်မတီးတာပဲဖြစ်ဖြစ်သူ့ကိုငါတို့ဂယူးဆိုင်ပြူစုရမယ်။ညီမနှစ်ယောက်ကစည်းပင်ကိုအတူတူဂယူးဆိုင်ပြူစုခဲ့ကြပါတယ်။ဒီနေ့မှာဥပမောင်က ြည်ပြာနဲ့နီလာတို့ရဲ့အိမ်တကားနားကိုအော်ဟစ်ပြီးရောက်လာခဲ့တယ်။ဟိတ်ဟိတ်ဒီရရဲ့တမီးဘယ်မှာလဲထွက်လာကြ။ဟုတ်ကဲ့ပါ။ဘာပြောချင်တာလဲရှင်။အပြန်ဆုံးမင်းတို့ရဲ့ပစ္စည်းတွေကိုထုတ်ပြီးထွက်သွားကြ။နားလေပြီလား။ဘာကြောင့်ကျမတို့ကိုအိမ်ကနေနှင်ထုတ်တာလဲ။ဘလို့လေဆိုတော့မင်းတို့ကမိကငါစီတာငါချီထားလို့ပါအားကြောင့်ဒီအိမ်ကအခုအစားပြီးငါအိမ်မှာ အိမ်ဆုံးရှုံးမှာကိုကြောက်တဲ့ညီမနှစ်ယောက်ကဥပမာန်ကိုတောင်းပန်ပါလေအဘဒီလိုမလုပ်ပါနဲ့ကျမတို့အိမ်ကိုမယူပါနဲ့ခြေစူးပြူပြီးအချိန်နှဲငယ်ပေးပါကျမတို့အဘရဲ့ငွေတပြားစီကိုပြန်ဆက်ပါမယ်ကောင်းပြီဒါပေမဲ့ရှက်နှဲငယ်ပြီးငါ့ငွေမရရမင်းတို့မိဘမိယောက်အိမ်တွေကနေဆွတ်ထုတ်တယ်အမငါတို့မှာစားစရာငွေတောင်မရှိဘူး ဒီတော့ငွေဘလို့ပြန်ဆက်ရမလဲမတီသေးဘူးကြည်ပါရဲ့စိုက်ခင်းကိုတွားကြည့်ကြရအောင်အပင်တွေကိုရေလောင်းဖို့ညီမနှစ်ယောက်ကသူတို့ရဲ့စိုက်ခင်းကိုတွားခဲ့ကြပါတယ်ကြည်ပါကဇီးပင်တွေကိုမော့ကြည့်ပြီးဟဲအမအမကြည်စမ်းငါတို့ဇီးပင်မှာအတီးတွေတီးလာပြီအိုးဝမ်းသာစရာပဲငါတို့ရဲ့ရှက်ပေါင်းများစွာကြိုးစားမှုကအောင်မြင်သွားပြီအခုဒါတွေကိုဈေးမှာရောင်းပြီးငွေကောင်းကောင်းရှာနိုင်ပြီ အမငါဇီးဇီးတလုံးခူးစားလိုက်တာဒီဇီးဇီးတွေက ချိုပြီးအရင်ရွှင်းနေတာပဲဟေးဟုတ်လားကြည်ပြာကဇီးဇီးတလုံးခူးနောက်ထပ်ဇီးဇီးတလုံးပြန်ပေါ်လာခဲ့တော့မြမနှစ်ယောက်လုံးကအာအာတင့်သွားခဲ့ကြတယ်အမရေဒီဇီးဇီးကဘာမျိုးလဲနောက်ထပ်ဇီးဇီးတွေထပ်တီးလာပြန်ပြီဟုတ်တယ်ကြည်ပြာငါလည်းအာအာတင့်နေပြီ မင်းဇီးဇီးစားကြည့်ပါကြည်ပြာကဇီးဇီးကိုထပ်စားလိုက်ပါလေ အမအမဒီဟာကရွှေစီတွေပါ ဟုတ်တယ်ဒါရီကတကယ်ရွှေနဲ့လုပ်ထားတာပါဒါကဘာမျိုးလဲအဲ့ဒီအချိန်မှာမှုစည်းပင်က မျက်လုံးနှာခေါင်းနဲ့ပါးစပ်ပေါ်လာပြီငါမင်းတို့နှစ်ယောက်ကိုအရန်ကြီးစုတင်နေပါတယ်မင်းတို့နှစ်ယောက်ကငါ့ကိုအရန်ကူးဆိုင်ပေးခဲ့တယ်အချိန်မှန်ရေလောင်းပေးခဲ့တယ်တန့်ရှင်းလုပ်ပေးခဲ့တယ်ဘာမှမျှော်လင့်ချက်မထားဘဲနဲ့ ဟိုးဒါဘာလဲမင်းကစကားပြောနိုင်နေလားဟုတ်တယ်ဘာလို့လဲဆိုတော့ငါကမှော်စည်းပင်ဖြစ်လို့ပါငါကမင်းတို့နှစ်ယောက်ပြောသမျှကိုကြားနေခဲ့တယ်ဒီလောက်စိတ်ဖိစီးမှုများတာတောင်မင်းတို့နှစ်ယောက်ကနေတိုင်းငါကိုဂယူးဆိုင်ပေးခဲ့တယ်ငါမြစ်တွေကိုရေလောင်းပေးခဲ့တယ်ငါဇီးသီးတွေကိုမင်းတို့အသုံးပြုစေချင်တာပါဒီလိုဆိုဇီးသီးဝင်တဲ့သူတွေက ရွှေစည်းရဲ့လှုပ်ဝက်ချက်ကို တိသွားမှာပေါ့မဟုတ်ဘူးရွှေစီတွေကမင်းတို့ကိုယ်တိုင်ခူတဲ့ဇီးဇီးတွေထဲမှာပဲတွေ့ရမယ်အဲ့ဒီနောက်ညီမနှစ်ယောက်ကဇီးဇီးတွေကိုအများကြီးခူပြီးဈေးကိုသွားပြီးရောင်းချခဲ့ကြပါတယ်ဈေးဝယ်တူကဇီးဇီးဘယ်လိုပေးရမလဲတကီလို400ပါဟိုဒီလောက်တော့ဈေးချူတာလားဘာဖြစ်နေတာလဲဈေးကြီးတွေကအချင်းကြီးဖြစ်နေမှာပေါ့။အိုမဟုတ်ပါဘူးပါရဲ့ဒါတွေကပြားရီလိုချူပါလေကိုယ်တိုင်စားကြည့်ပါ อืมတကယ်ပဲပြားကြီးလို့ခြိုးတယ်ကောင်းပြီငါ့ကို2ကီလိုပေးပါဈေးဝယ်သူများရဲ့ဝယ်လိုအားကိုမြင်ပြီးအနားမှာရက်နေတဲ့ဇနီးမောင်နှံကလည်းဒီစည်းတွေကတကယ်ကိုလှပပြီးရေရှုံးနေတယ်ယူကြည့်ကြရအောင်အမျိုးသမီးကပြောဦးချစ်သူမင်းကိုယ်တိုင်ခြိုးပါလေစည်းစည်းစားပြီးဘာလုပ်မှလဲခင်မုန်းဖြစ်သူကပြောလိုက်ပါတယ်အဲ့ဒီမှာညီမနှစ်ဦးရဲ့တူက အဖွားဟာချီးစုပြုပြီးဝယ်ပါနော်အတော်ကဒါကိုအရန်လိုချင်နေတယ်ကျမတို့စီစီးတွေလည်းစီးတက်တာပြီးအရန်ချိုပါလေအေးကောင်းပြီ1ကီလိုပေးပါနေတိုင်းညမနှစ်ယောက်ကဇီးတီးတွေကိုခုပြီးဈေးမှရောင်းချခဲ့ကြပါတယ်။ဝင်ငွေပုံမှန်ဖြစ်လာပြီးစီဝါအဆင်ပြေလာတယ်။ဒီနေ့မှဥပမောင်ကသူ့အိမ်ကိုရောက်လာခဲ့ပြန်ပါတယ်။ဟေ့နီလာကြီးကထွက်လာကြ။ငွေကိုယူလာကြ။ ုတ်ကဲ့ငွေအလုံးကိုယူသွားပါအခုကစပြီး ကျမတို့အိမ်တကားနန်းကိုဘယ်တော့မှမလာပါနဲ့ဥပမောင်ကငွေယူပြီးတော့အိမ်နောက်ဖေးစီသွားတယ်ခိုးပြီးတော့နားထောင်နေတာပေါ့ညီမနှစ်ယောက်ကလည်းမှော်စည်းပင်စီကို ထွက်သွားခဲ့ကြတယ်မှော်စည်းပင်ကြီးမင်္ဂလာပါကျမတို့ရှင့်ကို တွေ့ချင်လို့လာခဲ့တာအေးလာကြလာကြမင်းတို့ကိုကြိုဆိုပါတယ်မှော်စည်းပင်ကြီးတိလား ရှင့်ရဲ့ခြေစူးကြောင့်ကျမတို့အကျွေးရအောင်ပြန်ဆက်နိုင်ခဲ့ပြီအခုဘသူမှကျမတို့အိမ်ကိုမသိမ်းနိုင်တော့ဘူးအဲ့ဒီအခါမှာမိုးစည်းပင်ကြီးကပျော်ရွှင်သွားပြီဒါဆိုဒီအပေါ်ချုံမြင်တဲ့အရာတခုကိုစားကြည့်ပါလို့ပြောပြီးစီစီအများကြီးကိုထပ်သီးစေခဲ့ပါတယ်ဒါကိုဥပမောင်ကအဝေးနေရာကနေပုံနေပြီးသူတို့ကိုကြည်နေခဲ့တာပါမော်စည်းပင်ကဥပမောင်ကိုမြင်ပြီးဆွဲခေါ်လိုက်တော့ ဖြစ်စီပြီငါ့ကိုလှုပ်တာမဟုတ်ရင်ငါပစိမ့်နေပုံမှန်တော့ပြီးရင်ဒီမိဘပဲတယောက်ပဲမလှုပ်ဘူးဒီညီမတွေကိုမိဘမယ်လို့မပြောနဲ့မဟုတ်ရင်ငါအကြောင်းသိစီမယ်နားလေပြီလားမိုးစည်းပင်ကဥပမောင်ကိုကောင်းစွာတင်ကားစာပေးခဲ့ပါတယ်ဥပမောင်ကလည်းကြောက်လန့်ပြီးထွက်ပြေးသွားခဲ့တာပေါ့ညီမနှစ်ယောက်လေပျော်ရွှင်စွာနဲ့နေထိုင်ခွင့်ရသွားကြပါတယ် ဒီပုံမြင်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့မိသားစုဝင်တွေဝီရိယရှိရှိညီညီညွတ်ညွတ်ကြိုးစားကြမယ်ဆိုရင် အောင်မြင်မှုကို မလွဲမသွေရရှိခံစားကြရမယ်ဆိုတာပါလေဒီနေ့ပုံမြင်လေးကပျော်ရွှင်နှစ်သက်စေခဲ့တယ်ဆိုရင် like subscribe share လုပ်ပေးရင်းနဲ့နောက်တစ်ခါပုံမြင်သစ်တွေမှာပြန်ဆောင်ကြမယ်နော်ကျမစုမြယူပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တတ်တာ